အီရန်နိုင်ငံရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရာနေရာများကိုအမေရိကန်ပြည်ထောင်စုကတိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။လက်တလောကမ္ဘာရေးရများမှာအများပြည်သူလူသားများသိဝင်စားပွဲ ကောင်းတဲ့အစ္စရေးအီရန်အရေးခင်းကနေစတင်ပြီးအီရန်နိုင်ငံကိုအမေရိကန်ပြည်ထောင်စုကတိုက်ခိုက်မိလို့ဟူတဲ့မေးခွန်းများပြုပြောင်းအောင်ပေါ်ထွက်လျက်ရှိပါတယ်။ ဂျွန်လ21ရက်နေ့မှာတော့အမေရိကန်လေတပ်မှရှိတဲ့ဘုံကျဲလေယာဉ်များဟာအီရန်နိုင်ငံအတွင်းမှရှိတဲ့နျူကလ িয়ার လက်နက်များထုတ်လုပ်ရာနေရာဖြစ်တဲ့ Fordo, Natanz, Isfahan စတဲ့နေရာသုံးခုကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။အီရန်နိုင်ငံတဟီရန်မြို့အနီးမှရှိတဲ့ Fordo, Natanz SFH စတဲ့နေရာ၃ခုဟာနျူကလ িয়ার လက်နက်များထုတ်လုပ်ရာနေရာဒေသများဖြစ်အမေရိကန်ပြည်ထောင်စုနဲ့အစ္စရေးနိုင်ငံရဲ့ထောက်လန်းရေးများကလေးလာသိရှိပြီးဖြစ်ပါတယ်။အဆိုပါနေရာ၃ခုဟာတောင်အောက်များမှာရှိပြီးတောင်အောက်မှာရှိတဲ့မြေကြီးအနက်ပေ၄၀၀ခန့်မှာတိစောက်ထားတဲ့အခိုင်အမာနေရာစခန်းများဖြစ်ပါတယ်။ အရှေ့လယ်ပိုင်းဒေသမှာအမေရိကန်ပြည်တော်စုနဲ့အစ္စရေးနိုင်ငံတို့အားတိုက်ရိုက်ချင်းချောက်နိုင်ပွဲရှိတဲ့အကြမ်းဖက်သမားမျိုးစုံအားအားပေးအားမြောက်ပြုခဲ့တဲ့အီရန်နိုင်ငံကိုတိုက်ခိုက်တဲ့နေရာမှာ အခြားသောနိုင်ငံများက ထင်ကြီးအမျိုးမျိုးပေးဝေဖန်လျက်ရှိကြပါတယ်ချိုးကလည်းအကြောင်းရင်းစဉ်ပြင့်ကိုဂါဂါနာနာသိရှိခြင်းမရှိဘဲဘာသာရေးအရပထဝီအစွဲအရလူမျိုးရေးအရ စိတ်ဆန္ဒများဖြင့်ဝေဖန်ပြောကြားမှုလည်းရှိနေကြပါတယ်။တကယ်တမ်းကျတော့အရှိလက်ပိုင်းဒေသဟာ နိုင်ငံရေးအရာ၎င်း၊စီးပွားရေးအရာ၎င်း၊ဘာသာရေးအရာ၎င်း၊လူမျိုးရေးအရာ၎င်းချိန်စာတင့်နေတဲ့နေရာတစ်ခုဖြစ်နိုင်ငံကလေလာသူများကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင်အမိပေးကမွန်းတက်ခဲ့ကြပါတယ်။ ရှိလေပိုင်းဒေတာမှာအလျံပဲထွက်ရှိတဲ့ရေနံနဲ့သဘာဝတန်ငွေဟာလည်းဒေတာတွင် နိုင်ငံများနဲ့ဒေတာရင်းပြည်သူများအတွက်အကျိုးရှိအောင်စီမံခန့်ခွဲကြရမှာဖြစ်ပါတယ်။သို့တော်လည်းနိုင်ငံရေးအရ၎င်းစီးပွားရေးအရ၎င်းစစ်ရေးအရ၎င်းအမျက်ထုတ်အုံချခြင်းကိုခံနေကြရပါတယ်။ အဆိုဆုံးအချက်ကတော့အစ္စရေးနိုင်ငံကိုကမ္ဘာမြေပုံပေါ်ကဖျောက်ပြစ်မိဟုသောယူဆနှင့်ကြိုးပမ်းလှုပ်ဆောင်မှုများပဲဖြစ်ပါတယ်။အစ္စရေးနိုင်ငံကတော့၎င်းတို့ကိုကမ္ဘာမြေပုံပေါ်ကဖျောက်ပြစ်သည်ကိုလက်ပိုက်ကြည့်နေကြမည်လို့ခေါင်းငုံခံနေကြမည်လို့ဟုတဲ့မိကွန်များကိုကမ္ဘာတဝှမ်းမှာရှိတဲ့နိုင်ငံရေးသူတည်သည့်များစိတ်ရေးစီးပွားရေးပညာရှင်များနဲ့အတွေးခေါ်ပညာရှင်များကလေ့လာသုံးသပ်ကြရန်လိုအပ်ပါတယ်။ မှန်စင်စစ်ဂျူးဘာသာ ခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာစသည့်တို့ဟာ Abrahamic religion လို့ခေါ်တဲ့ Abraham ရဲ့ဘာသာရပ်များအယူဆအတွေးခေါ်များကဆင်းသက်လာတဲ့ဘာသာတရားများဖြစ်ပြီးတဦးနဲ့တဦးလူမျိုးတစ်ခုနဲ့တစ်ခု မုံတရားများပွားများနေကြရမည်လူပုဂ္ဂိုလ်များမဟုတ်ကြပါဘူး ဘာသာရေးအစွဲ လူမျိုးရေးအစွဲပထဝီအစွဲများကြောင့်အင်အားကြီးနိုင်ငံများရဲ့ဝင်ရောက်ဆွတ်ဖက်ခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းကိုခံနေရတဲ့ဒေသဖြစ်ပါတယ်လရှိလတ်တလော အချိန်နေများရာကမ္ဘာလူသားများအတွက်သတင်းတုသတင်းမှားများလှုပ်ကြံသတင်းများလဲလူပြန်အောင် မြင်တွေ့ကြားသိနေရပြီးစိတ်ခန့်စားချက်မျိုးစုံစူးတော့မျိုးစုံနဲ့အခြားသောဝါရဖြတ်မှုများလဲတွေ့ရှိနေရပါတယ်သတင်းများအလုံးရဲ့ 60ရာခိုင်နှုန်းနေပါဟာလောက်ကျန်တရင်များတရင်တုတရင်မှားများ ဖြစ်နေကြောင်းကိုလည်းကမ္ဘာလူသားများအထူးသတိပြုကြရန် လိုအပ်ပါတယ်မိမိတို့ရဲ့သတင်းတိဆက်မှုများမှာ လူမျိုးဆွဲဘာသာဆွဲ ပထဝီဒေသအဆွဲနဲ့အခြားသောစိတ်ခံစားမှုများပါဝင်ခြင်းမရှိပါလူသားများအတွက်အကျိုးရှိစေတဲ့သတင်းများသိရှိရန်အတွက်သာရည်ရွယ်တင်ဆက်ရခြင်းဖြစ်ပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်နိုင်ငံရဲ့နျူကလ িয়ার ထုတ်လုပ်ရာဒေသများကိုတိုက်ခိုက်ခဲ့ကြောင်းနဲ့အခြေအနေအရရအားဆိုပါဆက်စင်ရေးအားကုတ်ကဲသူတမူးကြီးနှင့်ကာကွယ်ရေးဝန်ကြီးတို့ကသတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းနဲ့အီရန်နိုင်ငံရဲ့အကြမ်းဖက်ဝါဒများပေါ်ထောက်ခံအားပေးခြင်းဒေသအတွင်းချိန်ချောက်မှုဖြစ်လာခြင်းများကြောင့်တိုက်ခိုက်ရခြင်းဖြစ်ကြောင်းကိုကနအူးထုတ်ပြန်ကြေညာခဲ့ပါတယ်။ အီရန်နိုင်ငံဟာယခင်က အစ္စရေးနိုင်ငံနဲ့ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဘာသာရေးဆွန်ရောက်ကောင်းဆောင်များတက်လာပြီးနောက်ပိုင်းမှာအီရန်နဲ့အစ္စရေးဟာတဦးနဲ့တဦးတစောင်းစည်းနှင့်မျက်ချေခဲ့သို့မုံတရားများကြီးပွားလာပြီးအပြန်လှန်တိုက်ခိုက်ရန်ကြံစည်ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ထင်ရှားတာကတော့အစ္စရေးနိုင်ငံဟာစတင် တိုက်ခိုက်ခြင်းများလှုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့မိမိနိုင်ငံတိုက်ခိုက်ခံရမှသာပြန်လည်တိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။ ကောင်းကင်တမန်သူတော်စင်အေပြဟန်ရဲ့ theory တွေးခေါ်အယူဆများမှဆင်းသက်လာတဲ့ကြီးမားစွာကွဲပြားခြားနာခြင်းမရှိတဲ့သာသမီများဆွေမျိုးများအကြားညီကိုမောင်များများအကြားမှာချစ်ကြည်ရင်းနှီးစွာဖြင့်ဒေသတွင်တည်ငြိမ်မှုကိုရှေးရှုဆောင်ရွက်နိုင်ကြပါစေကြောင်းဆန္ဒပြုအပ်ပါတယ်။